တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ21ရက်တွဲမှာရပိုင်ခွင့်နေ့လက်ဝဲပြန်ရမယ်ခရီးကံကောင်းမယ်လူမျိုးပွဲအကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလို့တဲ့လူတွေအကောင်းဆုံးကျိုးကျေးဇူးရဆုံးနေပြီတော်မင်းနေတဲ့ပစ္စည်းတွေပြန်ရမယ်ရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ဝေးကွာသောသောသူများနဲ့ပြန်လည်စုံစည်းနိုင် တတ္တတာပြန်မစုံစည်းနိုင်လို့သမထိုင်တွင်နေလဲပြန်လဲစုံစည်းနိုင်တယ်။ယတ္တထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်။လွန်ခဲ့တဲ့နှစ်လအတွင်းစီစဉ်ထားပြီးမလုတ်ဖြစ်သေးတဲ့လူတွေလောက်ကန်ပြစ်လိမ့်မယ်။ယံပฏิပက္ခတွင်နေတော့ထိတဲ့တွေ့ပြီးမှအဆင်ပြေမယ်။စကားပြောစုယူဆရမယ်။တတ်နိုင်သမျှကိုပြောကျင်တဲ့စကားတွေကိုမပြောဘဲနဲ့အောင်ဤသီကံထားပြီးတော့မှ လုတ်ကိစ္စတွေကိုဦးစားပေးပြီးလုပ်လိုက်ရင်တော့အထူးအဆင်ပြေခြင်းကိုကြုံရမယ်ဆန်ငါးရက်နေ့ကတော့အလုံးစုံကောင်းခြင်းခံတဲ့တွတ်တဲ့ခြင်းတွေရဲ့နှစ်သာရကိုရရှိတယ်ဆယ်ချောင်းရက်နေ့မှာခီးကိစ္စအပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်နိုင်တယ်ဆယ်ခုနှစ်ရက်နေ့မှာငွေကြေးကကောင်းခြင်းလက်ခွင့်ခြင်းကိုကြုံမယ်ဆယ်ရှစ်ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်မယ်အတိုက်ခံကြတွတ်တဲ့မယ်ဆယ်ခုရက်နေ့မှာပြဿနာနှစ်ခုမှနေထည့်ပြင်ရှင်းရမယ်အတိုက်ခံတဲ့ကြုံပြီးမှလိုရာပြည့်စုံမယ်၂၀ရက်နေ့က မိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းစိတ်အေးချမ်းခြင်းကြောင့်မဲ့20ရက်နေ့ကငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားကိစ္စအစဉ်ပြင်းမဲ့ငွေစုလိုက်ဝင်ခြင်းလက်ဖွင့်ခြင်းနဲ့ကံမြမခြင်းတို့ကိုကျုံးတွေ့နိုင်ပါတယ်ဒီကာလအတော်တည်းမှာတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတိနေမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအကျိုးပေးပါတယ်ကောင်းခြင်းကံကြမ္မာများရဖို့အတွက်ကိုတော့ မျက်နှာသုတ်ပွားဖြူရောင်ကိုဒီကလာတွင်မှသုံးဆွဲပါထူးခြားစွာကောင်းခြင်းကံနဲ့ကြိုးပမ်းခြင်းနဲ့ရှိလာပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှထူးခြားစွာကောင်းသောကံနဲ့တွတ်တက်တဲ့ကံတွေပေါ်တယ်ကိုယ်ရင်မထားတဲ့ကိစ္စတွေဆောင်ရွက်တွေ့တဲ့ဆန္ဒတွေကလုံးပြည့်ပြည့်စုံကြအောင်မြင်ခြင်းကိုရနိုင်တယ် ကိုယ်ပိုင်ယက်တီခြင်းနဲ့ဘဝတိုးတက်မှုကိုဖန်တီးနိုင်တယ်။အရာရာတိုက်ခံရှိမယ်။မူလစီစဉ်တာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်။လုံငန်းအောင်နေခြံစီအောင်နေကိုလုံးယက်တံမီစစ်ကိုစားရမှာ။မတော်စားအနေအထူးပြုကြည့်စားရမယ်။ရင်ကမောင်းနေမှုသွာလာနေတိုင်းကြည့်စားရမယ်။အပြိုင်ဆိုင်နေကြတဲ့ထိုးပေါပြီးတိုးတက်မှုကိုရှာဖွေရမယ်။ပအဝင်းကျင်မှာပฏิပက္ခရှိတယ်။အဓိက15ရက်နေရာရံများတဲ့နေ့ပြဿနာရင်းနဲ့ထိတဲ့တွေ့လက်တဲ့နေ့16ရက်နေ့အဲ့ဒီမှာ အရာရာဆင်ပြေသောကံတဲ့တွတ်တဲ့တဲ့ကံပေါ်မဲ့ရည်မှန်းချက်တွေကိုဆင်ပြေနိုင်တဲ့၁၈ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ရပိုင်권ပြန်ရမယ်၁၈ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စအလုံးစုံအောင်မြင်ချင်းတွတ်တဲ့ချင်းချုပ်မယ်၁၉ရက်နေ့မှာရှင်ပြန်မှုမှမြောင်မြင်ပြီးဘဝတွတ်တဲ့မယ်၂၀ရက်နေ့ကတော့ရံများတဲ့နေ့ပြဿနာများတဲ့နေ့တိုက်ခတ်များတဲ့နေ့ဖြစ်ပြီးတော့၂၁ရက်နေ့ကနေထူးထူးခြားခြားကောင်းတဲ့နေသားတွေရပြီးတော့ရှေ့တွတ်တဲ့မှုနဲ့အောင်မြင်မှုတွေဖြစ်ထွန်းအောင်တွေ့ရတယ် ဒီကလာတော်တွင်မှာဇာတပတိသောကြာစနေနေ့မွေးသူတွေကောင်းကျိုးပြီးပြီးအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။နံပါတ်369နဲ့တဲ့တယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုဝတ်ပြီးလိုရာခိစ္စဆောင်ရွက်ပါအညီအောင်ပန်းဝတ်ဘုရားကတ်လူပူဇော်ပြီးလိုရာဆုတောင်းဆုတောင်းပြည့်ကျေးဇူးတင်ပါ